အားသာဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ24ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမဆုံးတင်ပြဖို့ကတော့ဒါ breaking news တွေပဲကျွန်တော်စားလိုက်အောင်ဒီသတင်းကတော့မနေ့ကည၈နာရီကျော်ကျော်လောက်မှတက်လာခဲ့တဲ့သတင်းပေါ့လေအဲ့ဒါကတော့ Platigo ရဲ့သတင်းရေးသားသူ Florian Plandenberg ရဲ့ဖော်ပြထားချက်အရဆိုရင်တော့ Rodrigo နဲ့ပတ်သက်ပြီးတော့ Arsenal သင်းရဲ့အားစာဒါရိုက်တာ Andre Barta ရဲ့ ရီယယ်မက်ဒရစ်တင်တာဝန်ရှိသူတွေရဲ့ရိုဒီဂိုရဲ့အေဂျင့်တွေရဲ့၃ပွင့်ဆိုင်ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပါပြီ။အဲဒါဆိုတော့ဒီလို၃ပွင့်ဆိုင်ဆွေးနွေးမှုတွေလုပ်နေတဲ့အချိန်မှာပဲရီယယ်မက်ဒရစ်တို့ကမတန်ဆာဈေးတွေအထူးသဖြင့်ပေါ့လေဈေးအမြင့်တွေဆွဲခေါ်ပြီးတောင်းဆိုမှာဆိုရင်နာဖြစ်တဲ့အတွက်အန်ဒရီဘာတာကတစ်ဖက်မှာလည်းအတလနာအသင်းရဲ့တက်စစ်တာမကောင်မှာအတီမိုလာလော့ကမန်ကိုအေဂျင့်တွေနဲ့ဆွေးနွေးမှုတချို့လုပ်ပြနေတယ်။အဲဒီအတွက် ပြိုင်ပြီးလှုပ်ပြနေတာဖြစ်တဲ့အတွက်ဒီဘက်မှာအဆင်မပြေအခြားတစ်ယောက်ခေါ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးလှုပ်ပြနေခဲ့တာဒါကတော့သူတို့အားစားထိုက်တာတွေကပို့ပြီးဒီဈေးကွက်ကြောင်ပို့ပြီးတည်တယ်အဲ့တော့ Rodrigo နဲ့ပတ်သက်ပြီး Arsenal ကတကယ်လိုချင်တရားဆွေးနွေးမှုတွေတော့ရှောက်လုံးနေခဲ့တယ်လက်ရှိအချိန်မှာလည်း Real တာဝန်ရှိသူတွေကကစားသမားရဲ့ agent ကို Arsenal ရဲ့ဒီ Arsa Director Andre Bada ကိုယ်တိုင်ကသုံးပွင့်ဆိုင်ဆွေးနွေးမှုတွေလုပ်နေတဲ့အတွက်တခုခုတော့အပြေတော့ထူးလာနိုင်တယ်အဲ့တော့ပထမကျွန်တော်တို့သတင်းကြားတာကတော့ Euro တန်း80လောက်ရရင်လက်လွတ်သွားမယ်ဆိုတဲ့သတင်းချို့တော့ကြားတယ်ဒီနေရာမှာနီးပြတဲ့ဇာဘီအလွန်ဆိုရဲ့ recommend တော့ကျွန်တော်ဘာမှမသိရသေးဘူးအဲ့တော့အကယ်၍ဇာဘီအလွန်ဆိုတာဒီကစားမကိုဆက်ပြီးထိန်းညင်တာဖြစ်ဖြစ်ဒီကစားမနဲ့ပတ်သက်ပြီးတော့နီးပြတဲ့စီရနေပြီးကစားဝင်တနေရာအခိုင်မှာရာသွားတာဖြစ်ဖြစ်အပြောင်းရွှေ့ရပြတ်သွားဖို့တော့များတယ်ဒါဘီမဲ့အာဆင်နီကတကယ်လိုချင်ပြီးတကယ်ကမ်းလှမ်းပြီးရီယယ်မှာလည်းအဲ့တိုက်ဆက်တောင်းပန်အတွက်အခြားတယောက်ကိုပြန်ပြီးအားပြည့်ခြင်းနဲ့ဆန္ဒမျိုးရှင်တော့အယောင်းဝယ်ကဖြစ်သွားနိုင်တယ် အဲ့ဆိုကျွန်တော်တို့အနေနဲ့ဒီ24နှစ်ရဲ့ဘရာဇီးသားအတွက်အခုနောက်ပိုင်းဆွေးနွေးမှုတွေကခက်စိတ်ကြားလာတယ်။ဒီကိုဝေနေနဲ့ပတ်သက်တဲ့တင်းအောင်မှာတပတ်လောက်ရှိပြီးပျောက်နေခဲ့တာ။အဲ့တော့ဒီကစားမှာတော့အသက်24နှစ်ရှိပြီးဘရာဇီးသားဒီယာတီ49မှာ73ဂိုးသွင်းပြီးတော့ကိုလုံးဖိုင်ထားတယ်။အဲ့လိုဆိုတော့တစ်ဖက်မှာကျွန်တော်တို့ဆွေးနွေးနေခဲ့တဲ့အတီမိုလာလော့ကမန်ဆိုတာကတော့အသက်28နှစ်ရှိဖြစ်တဲ့နိုင်ဂျီးရီးယားသားဒီယာတီ38ပွဲမှာ33ပွဲပွဲထက်ထားတယ်။ဂိုး20သွင်းပြီးတော့ 6လုံးဖိုင်ထားတယ်။သူကတော့ပရီးမီးယားလိနဲ့မစိမ်းဘူး။တစ်ချိန်လုံးကဒီ Charter Everton Leicester Fulham အဲ့ဒီမှာကစားခဲ့ဘူးတယ်။အဲ့ရမှတစ်စစ် RB Leipzig ကိုပြောင်းတယ်။ပြီးတော့ Euro 6သန်းနဲ့2021မှာ Atalanta C ကိုထပ်ပြီးပြောင်းပြီးတော့လက်ရှိအချိန်မှာတော့ Arsenal နဲ့မကြာခဏသတင်းထွက်နေခဲ့တယ်။ကျွန်တော်အထင်ပြောမယ်ဆိုရင်တော့ Rodrigo ပဲ Arsenal ကိုတကယ်လိုက်မယ်ထင်တယ်။ Lottman ဆိုတာကတော့မကြာခဏ Arsenal နဲ့သတင်းထွက်နေတယ်။ကစားသမားရဲ့တယောက်ရောက်ရန်ရာခိုင်နှုန်းတော့အရန်နေတယ်ထင်တယ်။အဲ့ဆိုတော့ ာဆင်နယ်တကယ်လုံးမှာကနီကိုဝီလျံဖြစ်ရင်ဖြစ်မဖြစ်ရင်ရိုဒီโกလို့ပဲထင်တယ်အဲ့နှစ်ယောက်တည်းတောက်တော့ရောက်လာနိုင်ဖို့များတယ်အန်ဒရီဘာဒါလည်းအသင်းထဲမှာရှိတဲ့ကစားသမားတွေဆက်ရုပ်သက်တမ်းတိုးတာရောအပြင်ပကစားသမားတွေအခုလို့သွားပြီးဆွေးနွေးတာရောတခြားလုံးနေတာဖြစ်တဲ့အတွက်အလုတ်ကတော့တကယ်လုံးနေတယ်ကစားသမားရောက်လာမယ့်ကိစ္စတွေကတော့ຫນွေစည်းကွက်ဖွင့်လောက်မှာပဲအကောင့်ထဲပေါ်လာနိုင်ခြင်းရှိရယ်လောလောဆယ်တော့အကျိုးသဘောတူညီမှုတွေဆွေးနွေးမှုတွေစတင်လုပ်နေလို့ကျွန်တော်ထင်ပါတယ်ညီကိုတော့အတီမိုလာလော့ကမန်နဲ့ရိုဒီโกနဲ့နောက်ပြီးတော့ နီကိုဝီလန်နဲ့အဲ့ဒီဝင်ကစားသမားတွေကဘသူ့ကိုကြိုက်လဲခွန်မဝင်ရောက်ရေးသားပြီးတော့ပါဘူး ဒုတိယမြောက်သတင်းဘုတ်ကတော့ဒါ player new ပေါ့လေအဲ့ဒါကတော့ဂျွန်လ၄ရက်ကနေပြီးတော့ဒီ၈ရက်နေ့အထိမြူးနစ်မြို့မှာကျင်းပမဲ့ Nation League Semi Final ပွဲစဉ်အတွက်ဂျာမနီအသင်းရဲ့လူစင်းရဲ့မှာခိုင်ဘက်ကိုခြံထားခဲ့ဆိုပြီးတော့ကြားသိရတယ်လောလောဆယ်တော့ဒီဂျာမနီဘက်ကလာတဲ့ပို့တွေအများဆိုလို့ရှိရင်တော့ခိုင်ဘက်ကိုဘာကြောင့်ခြံခဲ့လဲဆိုတော့ဒဏ်ရနေပြန်လာတာမကြသေးတာဖြစ်တဲ့အတွက်ကစားသမားကိုပို့ပြီးလုံလုံလောက်လောက်နားစီခြင်းနဲ့အတွက်ဆိုပြီးသူတို့ကတော့အကြောင်းပြထားတယ်တကယ်လဲကျွန်တော်တို့ဝမ်းတာတယ်အခုဆိုရင်ခိုင်ဘက်ပြန်လာတာကမကြသေးဘူး အခုကျွန်တော်နောက်ဆုံးနယူကာဆယ်အသင်းရဲ့ပွဲစဉ်မှာဒီလူစား86မိနစ်မှာမှလူစားလဲပြီးတော့ဝင်လာခဲ့ရတာခိုင်ဘက်ကဂျာတဲ့မှာဆိုရင်သူ့အနေနဲ့ပွဲတွေမနေဘူးလွဲချော်ထားတာအဲ့တော့78ပွဲလောက်လွဲချော်ထားတယ်အဲ့ဆိုတော့သူတို့ရဲ့ဒီ Nation League CE Final ပွဲစဉ်အဲ့ဒီပွဲကလည်းပေါ်တူဂီနဲ့သူတို့ကန်ရမှာအဲ့ဒါကိုဂျွန်လ9ရက်နေ့မှာဂျာမနီပေါ်တူဂီကန်ကြမယ်ပြီးရင်ဘိုလီပွဲမှာတော့ဂျွန်လ9ရက်နေ့ကျရင်တော့ကျင်းပမယ်ဒါတော့မြန်မာအချိန်ပဲရောက်သွားပါဘောလေအဲ့ဆိုခိုင်ဘက်အနေနဲ့အဲ့ဒီ Nation League စီးဖိုင်နယ်ရဲ့ဘောလူပွဲရဲ့အရွေးချက်မခံလိုက်ရတာဖြစ်တဲ့အတွက်သူတို့ဒီတိုင်းပဲတီဖန်သားပြန်ပဲအားပေးရဖို့ရှိတယ်။အုပ်စုစစ်နေမှာတော့ခိုင်ဖက်တော်တော်လေးကြိုးစားပြီးခဲ့တာပါ။အဲဆိုတော့ဂျာမနီအသင်း Nation League မှာပိုဆွဲသွားမလားကျွန်တော်စောင့်ကြပါပါ။ပိုဆွဲသွားရင်တော့ခိုင်ဖက်တွေလည်းစုစိတ်တစ်ခုတော့ရောက်လာမှာပဲ။ ဘာလို့လဲသူလဲပွဲတော်တော်များဝင်ပြီးကစားခဲ့တယ်အဲ့ဒီမှာဆိုရင်တော့သူက nation league အတွက်လေးပွဲဝင်ကစားထားတယ်နှစ်ကိုးသွင်းနှလုံးဖိုင်ထားတယ်မိနစ်ပေါင်း300အထိ nation league မှာဝင်ပြီးကစားပြီးထားတယ်အာဆင်နယ်အတွက်ဆိုရင်တော့35ဘွတ်တရားဒီမှာကစားထားတယ်15ကိုးသွင်းပြီးတော့လေးလုံးဖိုင်ထားတယ်အဲဂျာမနီအတွက်ဆိုရင်တော့သူ့ရဲ့ကစားသမားဘွတ်တစ်လျှောက်မှာဆို55ဘွတ်ကစားပြီးဂိုး20တောင်သွင်းထားတာအဲ့ဒီမှာဂျာမနီမှာသူ့အနေနဲ့တကယ်ကူမှ striker ကောင်းကောင်းပုံစံမျိုးခြေစွမ်းပြနိုင်ခဲ့တယ်တကယ်လဲဂျာမနီနီးပြတွေက ခိုင်ဘက်ကိုတော်တော်ကြီးသဘောကျကိုရီအာဆင်နယ်ဖန်တွေကြားထဲမှာခိုင်ဘက်ကိုကြိုက်တယ်မကြိုက်ဘူးစိတ်ဝမ်းကွေပြီးနိုင်ငံလေဝီစင်အဆင့်မှာတော့ခိုင်ဘက်ကမကြခဏရွေးချယ်ခိုင်တဲ့ကစားမဖြစ်ရှိနေတယ်ပြီးတော့ဒီမှာကျွန်တော်တစ်ချက်ပြောချင်တာကလေခိုင်ဘက်ကအင်ဂျူရီနဲ့ပတ်သက်တော်တော်လေးကိုစတောင်းဖြစ်တာ တောက်လျှောက်ရှေ့နှစ်တွေကိုကြော်ကြည့်တဲ့အခါမှာအများဆုံးဒဏ်ရာခဲ့တဲ့နှစ်က2020 2021ဘောလုံးရတီးကရပောင်း40တလာဆုံးဆုံးထားလိုက် အဲ့လောက်ဝတ်တန်းရခဲ့တာကျန်တဲ့ပိုင်းဒီမှာသူ12ရက်28ရက်28ရက်အဲ့လောက်ဝတ်တန်းရဒါမှမဟုတ်ဒီယာဒီမှာတော့သူ့ကစားသမားဘွားတခြားဒဏ်ရာရတာအကြဆုံးပဲ136ရက်တိဒဏ်ရာရတယ် injury 3ခုနဲ့ပွဲပေါင်း23ပွဲရွေးချော်ထားခဲ့ပေါ့လေအဲ့တော့ခိုင်ရဘက်အနေနဲ့နိုင်ငံလေးဝေးစီအစ်စ်မှာလက်ရှိအချိန်မှာရွေးချယ်မခံရပြီမဲ့လေဂျာမနီသင်းစူပလိုက်ရဖို့တော်တော်သူမျှော်လင့်နေပဲလို့ထင်တယ်ညီကိုတော့ ခိုင်ဘက်ပါမသွားတဲ့ပုံမှာဗာပြောခြင်းလဲစူဖလာရဲ့ရက်ကနီမှာအရွေးချက်မခံရနေတော့ဖီဂျီရပေါ့ဒါပေမဲ့သူလည်းဒီတခေါ်ရော့တန်ရခွဲစိတ်မွက်လေးပြန်လာတာကလည်းတိတ်မကြသေးရဖြစ်တဲ့အတွက်ရွေးချက်မသွားတဲ့အတွက်လည်းကျွန်တော်တို့ကတော့သဘောတူပါတယ်တက်တက်မုတ်သတင်းဘုတ်ကတော့ UEFA Women Champion League Final ဒီနေ့ညမှာကမ်းပါပါမြန်မာစံတော်ချိန်10နာရီခွဲအာဆင်နယ်မျိုးသမီးအသင်းနဲ့ဘာစီလိုနာမျိုးသမီးအသင်းတကယ့်ကိုတမိုင်းသိရေးထိုးရမှာအာဆင်နယ်မျိုးသမီးအသင်းကတော့ မြို့သမီးချန်ပီယံလိကိုတစ်ချိန်ရထားဘူးတယ်တော်တော်ကြာခဲ့ပြီအဲ့ဒါအခုချိန်ရခဲ့ရင်တော့ဒုတိယမြောက်ပဲဒီနေရာမှာဒီ Women Champion League မှာ Barcelona မြို့သမီးတင်းရဲ့နောက်ဆုံးအထူးသဖြင့်ပေါ့လေနောက်ဆုံး၄နှစ်အတွင်းမှာ၃ချိန်ပိုးဆွဲထားတာဈာထဲမှာအခြားသင်းသင်းပဲပိုးဆွဲထားတာအထူးသဖြင့်နောက်ဆုံး၂နှစ်ဆက်ပိုးဆွဲထားတယ်အကယ်၍များဒီညကန်တဲ့ပွဲမှာ Barcelona ရသွားခဲ့ရင်၃နှစ်ဆက်ပိုးဆွဲအဖြစ်မှာတကယ်လဲဒီလိုမျိုးဥရောပအဆင့်ပြိုင်ပွဲတွေမှာ Barcelona မြို့သမီးတင်းရဲ့ တော်တော်ကြီးဟိုမှာတန်းတစ်ခုမှရှိရအခုသူတို့ဖြုတ်လာခဲ့တဲ့လန်တောက်လျှောက်မှာဆိုလို့ရှိရင်လေဒီควอเตอร์မှာတော့ဝူဘက်ကို10ကို2ကိုနဲ့ဖြုတ်လာတာနှစ်ကြော်ပေါင်းစီးဖိုင်ထဲမှာချက်စီကိုနှစ်ကြော်ပေါင်း6ကို2ကိုနဲ့ဖြုတ်လာခဲ့တာအာဆင်နယ်ကလည်းဒီควอเตอร์ဖိုင်မှာတော့ရီယက်ကိုခမ်းဘက်နဲ့3-2နဲ့အနိုင်ယူလာခဲ့တယ်နောက်ပြီးတော့ဒီစီးဖိုင်ထဲမှာလည်းလိုင်ယွန်မျိုးသမီးတင်းကိုခမ်းဘက်နဲ့5ကို3ကိုနဲ့အနိုင်နိုင်ခဲ့တယ်အဲ့တော့ K2 ရောမဟုတ်ဖိုင်နယ်ရောက်ပြီဆိုတော့က လောလောဆယ်တော့ဘာစီလိုနာရဖို့ရေပန်းစားတယ်ဆိုပေမဲ့အာဆင်နယ်မျိုးသမီးတွေကလည်းတကယ်ခံပတ်တည်နဲ့ထက်တက်တန်တက်လာခဲ့တာအဲဆိုတော့ရီနစ်လန်ကရဲ့အသင်းတမိုင်းတည်ရေထိုးသွားနိုင်မှာကျွန်တော်စောင့်ကြပါဘောလေဒီနေရာမှာစူဂျင်းလေးကြီးပြောချင်တာကွာတာဖိုင်ရင်တက်ခဲတော့ယူ3600ရတယ်စီးဖိုင်ရင်တော့ယူ3800ရတယ်ဒုတိယစုရခဲ့ရင်တော့ယူ2000ရမှာဖြစ်ပြီးတော့ဘိုးဆွဲသွားတဲ့အသင်းကယူ3000ခွဲတောင်ရရှိမှာ ဲ့တော့ဘာစီလိုနာအနေနဲ့နောက်ဆုံးနှစ်နှစ်ဆက်ပိုဆွဲထားပြီးတော့အဲ့နှစ်နှစ်ဆက်ကနေ၃နှစ်ဆက်ဖြစ်မလားဒါမှမဟုတ်သူတို့တားဆီးသွားပြီးတော့ဒုတိယမြောက်ချန်ပီယံလိဆုပလာကိုအာဆင်နယ်မျိုးသမီးအသင်းယူနိုင်မလားစောင့်ကြည့်သွားမှာပါကြောညီကိုတွေအာဆင်နယ်မျိုးသမီးအသင်းပွဲစဉ်ကြည့်ကြဆို YouTube မှာကျွန်တော်ဒီဘေးထဲမှာပုံလေးတင်ပြထားမယ်အဲ့ YouTube မှာဒါပြလိရှိပါတယ် ဒီ season လေးကိုဒီကဝန်ကြီးပေါင်းပြီးတဲ့ show ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39 95 39 63 2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုကျုပ်ကို sport internet 9 3 bit ကိုကစားမယ်ဆိုရင်တော့ကျွန်တော်နဲ့လက်တွဲထားတဲ့ show ဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကဲနောက်ဆုံးနေ့တစ်ပတ်ကိုတော့ဂျွန်လာတွင်းဒါကံရမဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးအင်္ဂလန်အသင်းဆင့်ခွက်တဲ့လူစင်းနဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါမယ်။အဲ့ဒီမှာဆိုရင်တော့ Declan Rice ဘူကောက်ဆာကလူးဝစ်ကယ်ရီဒီ၃ယောက်ကိုတော့မတ်တူချေခေါ်သွားတယ်။တော့မတ်တူချေနဲ့စကားတွေပြောဆိုထားပြီးဆိုတဲ့ဘန်ဝိုက်တယောက်တော့ကြံခဲ့တယ်။ဒါပေမဲ့အဲ့ဒီသတင်းမျိုးကိုလိုက်တဲ့အခါမှာတော့ဘန်ဝိုက်နဲ့ပတ်သက်ပြီးတော့မတ်တူချေပြောသွားစကားတွေတော်တော်လေးမိုက်တယ်။ဟုတ်ပါတယ်ဘန်ဝိုက်ကိုကျွန်တော်ခြံထားခဲ့ပါတယ်။သူနဲ့ပြောဖြစ်ပါတယ်။ခင်ဗျားတို့သိလား။ဒီကောင်မကြရင်ကလေးဖေဖြစ်တော့မယ်။ ဒီထက်အရေးကြီးတဲ့အချိန်ရှိသေးလို့လားဗျာတနေ့သူ့ကိုကျွန်တော်ခေါ်ပါပါဆိုပြီးပြောပါတယ်အဲ့တော့ကလေးမွေးကหนีနေတဲ့ဘန်ဝိုက်ကိုသူ့အမျိုးသမီးအနားမှာနေခိုင်းပြီးတော့နောက်မှပဲနိုင်ငံလေးစင်းတဲ့လာကြီးပူပေါင်းဆိုပြီးတော့ဘန်ဝိုက်ကိုတော့မတူချင်နားချခဲ့ုံရတယ်ဟိုဆရာသမားကိုသိရတယ်နိုင်ငံအတွက်ပေးဆက်ကစားခြင်းနဲ့ဘာညာပြောမှာပေါ့လေအဲ့ဆိုတော့မကြခင်မှာဒါကလေးရတော့မဲ့ဘန်ဝိုက်တက်ကျွန်တော်တို့ဒါ congratulation လုပ်ပေးရမှာပေါ့လေအဲ့ဆိုတော့ ဂျွန်လာ9ရက်နေ့မှာတော့အန်ဒူရာနဲ့အရေးကြီးတဲ့ပွဲစဉ်ကံပဲဂျွန်လာ17ရက်နေ့ကျလို့ရှိရင်တော့ဒါစီနီဂေါနဲ့သူတို့ခြေစမ်းပွဲကံမှာပေါ့လေအဲ့ကဘာဖလားခြေစစ်ပွဲဖြစ်တာအန်ဒူရာနဲ့ကံမှာဒါပေမဲ့အရေးကြီးရဆိုရင်ပဲလေအင်္ဂလန်က6မတ်ထီအောင်စုဆောင်းထားပြီအဲ့အန်ဒူရာနဲ့ပွဲစဉ်မှာနိုင်တော့6မတ်ထီရသွားမှာအုပ်စုထဲမှာဆိုရင်တော့ဒါအဗန်နီယာလက်ဘီယာဆာဗီယာ အန်တိုရာတို့နဲ့တိုးစုတဲ့အင်္ဂလန်ကကြာနေပါတယ်အဲဆိုတော့တော်မတ်တူချေနေနဲ့ကဘာဖလာခြေစစ်ပွဲအတွက်အနိုင်ပွဲတစ်ပွဲရဲ့နောက်ပြီးခြေဆန်းပွဲတစ်ပွဲကိုဒီဂျွန်လာထဲမှာကန်သွားမှာပါအဲ့ပြင်စက်တင်ဘာလလောက်မှာပဲနိုင်ငံပွဲစဉ်တွေရှိတော့မှာဒီနေရာမှာတချို့တော့သတိထားမိလားမသိဘူးလူးဝစ်ကယ်လီကိုတော့တော်မတ်တူချေကတော်တော်လေးကြွေနေတာဒီဘဲလေးကိုခုနောက်ပိုင်းမကြခဏခေါ်လာတာတွေ့ရတယ်ကျွန်တော်ထင်တာမမှောက်ဆိုရင်လေအဲ့ဂျွန်လာတွင်းမှာကံမဲ့နှစ်ပွဲစလုံးကိုလူးဝစ်ကယ်လီကိုအဲ့လက်ဖက်ဖူးဖက်တနေရာမှာပွဲထွက်ဖြစ်အောင်တုံးသွားနိုင်တယ် ဒါကျွန်တော်ခံမနာမမိုင်းဘူးလीတကယ်ကိုတော့မတူချီကဒီကောင်လေးကိုတော်တော်လေးသဘောကျတယ်နောက်ပြီးတော့ Declan Wright တို့ဘူကာအိုဆာကာတို့ဆိုတာလေအမြဲတမ်းတော့မတူချီအသုံးပြုချင်ပလေယာဖြစ်တဲ့အတွက်သုံးယောက်စလုံးကိုပွဲထွက်တဲ့ပုံစံမျိုးကျွန်တော်မြင်တွေ့ရနိုင်တယ်အထူးသဖြင့်တော့ဒီ Andorra နဲ့ပွဲစဉ်မှာဒီကစားမိုင်းတစ်ခုခုလုတ်ပြနိုင်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်နောက်တစ်ပွဲကတော့တိတ်တော့အရင်မကြည့်စီနီဂေါနဲ့ပွဲကခြေစမ်းပွဲလေးဖြစ်တာဖြစ်တဲ့အတွက်ဘိုင်ဝိုက်ကိုတော့နောက်တစ်ခါစက်တင်ဘာလောက်ရှိနိုင်ငံပွဲစဉ်တွေလာတဲ့ခါကျရင်တော့အသင်းလူစီမှာတွေ့မြင်ရမယ်ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အဆုံးထိကြည့်တဲ့လဲ ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။